ားအလုံးဝမြင်လာပါလေဘောင်းမြန်မာ fan page ကစင်တာပါဆိုတော့အခုကျွန်တော်တို့တင်ဆက်ပေးမှာကဒါပေါ်တဘူးနေညပေါ့နော်ဒီကြာတာပြီးမနက်မှာကံမဲ့နေပေါ့ဘူးနေ PSV ပွဲပေါ့နော်ဒါပွဲကျုပ်အမြင်လေးပွဲကျုပ်သုံးသပ်ချက်လေးဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲပမာဆိုကျွန်တော်တို့ဒါတန်ဟန်လူစင်းလေးကိုယင်သွားရအောင်ပေါ့နော်ဆိုတော့အဲအလုံးသိရတဲ့အတိုင်းပဲဒီပဘူးမှာကကျွန်တော်တို့ဒါဘယ်သူလွဲမလဲဆိုတော့ဒါ frame ပေါင်းလွဲမယ်အဲ corner pre အဲ corner pre လေးလွဲမယ်ပြီးတော့ Florian Vs လည်းပါနိုင်စရာအာမပါနိုင်ဘူးပေါ့နော် အာပြီးတော့ဒီအဒီနောက်နောက်နောက်ထပ်ဒီညာနောက်ခံလူဖြစ်တဲ့ Aaron Say ပေါ့နော်အာ Aaron Say ကဖြစ်တဲ့ဒါ Ransay ပေါ့နော် Ransay ကလည်းဒီ Ransay ကလည်းကျွန်တော်တို့ဒါ UEFA ရဲ့ဒီ squad ပေါ့နော် squad ထဲမှာဒါစင်းမသွင်းထားတာဖြစ်တဲ့အတွက်သူလည်းမပါနိုင်ဘူးပေါ့နော်ဆိုတော့ဒါက Liverpool လွဲမဲ့ဒါလူစင်းလေးဖြစ်တယ်ပေါ့နော်ဆိုတော့အာဒီပွဲထွက်လာနိုင်မဲ့လူစင်းကတော့ကိုသမားနေရာမှာကတော့ကျွန်တော်အမြင်တော့ဒါ Alisson Becker ပဲပွဲထွက်လာလိမ့်မယ်ဒါနောက်တန်းမှာဆိုရင်တော့ Bebe Chan မှာကဒီ အဲမီလောကာကိစ်နေရာမှာကျွန်တော်ဒီအန်ဒီရောဘတ်ဆင်ပထမလာလိမ့်မယ်လို့အာကျွန်တော်ထင်တယ်ဗောနော်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ပွဲကလည်းရောဘတ်ဆင်ကဒီအဲမိနစ်တချို့အနားရထားရှိရေဗောနော်။ဘိုဟိုတောင်းခံသူနှစ်ယောက်အနေနဲ့ကတော့ဒါဗက်ချင်ဗန်တိုင်းနဲ့ကိုနာတေးပဲပွဲထွက်လာအောင်ပါပဲ။ အဲတခုစဉ်းစားစရာရှိတာကကျွန်တော်ဒါညာဘက်ပေါ့နော်ညာနောက်ခံသူနေရာမှာဘသူ့ကိုတုံးလဲဆိုရယ်မေကုံပေါ့နော်ဆိုတော့အာဒီလီဗာပူးအသင်းကဒါထောက်လျှောက်ပေါ့နော်ဒီဒီကော်နာဘရလီကိုတုံးလိုက်ဒီကွင်းလေကဒိုမိုဒိုမိနစ်ဆူပါစလိုက်ကိုတုံးလိုက်နေပဲတုံးလာတာဒါဖရစ်ဘောင်ဆိုတာကလည်းဒီညာညာညာနောက်ခံသူနေရာနေရာမှာသူအများကြီးပွဲဝင်ဆော့ခဲ့တာမဟုတ်ဘူးပေါ့နော်ဆိုတော့အခုကဒီကော်နာဘရလီကလည်းဒီလိုတရားရသွားပြီဆိုတော့ရွေးချယ်စရာကကျွန်တော်စီမှာနှစ်ခုပဲရှိရတယ်အဲ့ဒါက အဲကွဲလက်လူကြီးဖြစ်တဲ့ကျွန်တော်တို့ဒါဒီ Dominic Sports Line တို့ကတဲ့ဂျုံတို့ကိုသုံးမလားဒါမှမဟုတ်ရှိရင်ကျွန်တော်တို့ဂျိုကုမတ်ကိုသုံးမလားပေါ့နော်ဆိုတော့ကျွန်တော်အမြင်ကတော့ဒီနေ့ပွဲမှာတော့ဒါဂျိုကုမတ်ကိုသုံးလာနိုင်ချေရှိရဒီနေ့ပွဲမှာသာဂျိုကုမတ်မပါနိုင်ဘူးဆိုရင်တော့ဒါအကူမတ်ကိုကျွန်တော်နောက်တာမဲ့ပွဲဒီမှာလဲမမျော်လင့်ထားတာပူကောင်းလိမ့်မယ်ဗောနော်ဒါဒီနိပြရဲ့အဲနိပြရဲ့ဒီ မကြိုက်တာလည်းနီးပြားမကြိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့သူရဲ့ကြက်ခိုက်မှုပိုင်းလည်းမပြည့်ရလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့တော့တကယ်လို့သာဒီဂျိုကိုမတ်ကြီးနေပွဲမှာပွဲထွက်မလာဘူးဆိုရင်တော့အဲနောက်လာမယ့်ပွဲတွေမှာဂျိုကိုမတ်ကဒီနေရာရဖို့ဆိုတာတော့မလွယ်တော့အနေထားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်အမြင်ကတော့ဒါဂျိုကိုမတ်ပွဲထွက်လာလိမ့်မယ်လို့ပြောလေးနေအဲခွင့်သက်မှာဆိုရင်တော့ဒါအလက်စတင်မက်ကလစတာရဲ့ ဒီ right gram batch ရဲ့ဒီ dominant ဆိုဘူး slide ရဲ့ပေါ်ထွက်လာလိမ့်မယ်ပေါ့နော်အဲတကယ်လို့အပြောင်းလဲလုပ်မယ်ဆိုရင်တောင်မှဒီ magluster နေရာမှာကတိကျုံးဝင်ဆော့တာဖြစ်ကောင်းဖြစ်လိမ့်မယ်ပေါ့နော်ဒါရှင်တိုက်စစ်နေရာမှာကတော့ EDK ကိုပေါ်ထွက်လာလိမ့်မယ်လို့မျှော်လင့်တယ်ဒါအိဆက်ကပြီးခဲ့တဲ့ပွဲမှာလည်းဒါအလုံးမဲ့ဖြစ်တဲ့အပြင်ကို68မိနစ်မှာလူစားလဲခံလိုက်ရတာပေါ့နော်ဒါဒီနေ့ပွဲမှာတော့ EDK ကိုသူအခွင့်အရေးပေးလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲဘယ်ချမ်းမှာကတော့ဒါ Freyer VS Lander နေရာဖြစ်တဲ့အတွက်တေချာပေါ့ကိုရီကပူနဲ့ညာဘက်ချမ်းမှာကတော့မွမ်မဆာလာပဲပေါ်ထွက်လာလိမ့်မယ်ပေါ့နော် အဲ game play အရာပြောရမယ်ဆိုရင်တော့ဒီ Liverpool အနေနဲ့ကပုံမှန်ဆိုရင်ပေါ့နော်ပုံမှန်ဆိုရင်ဒီ Champions League မှာက Liverpool ကစားဟန် Liverpool ကြောက်တဲ့ကစားဟန်ပိုင်ဆိုင်ထားတဲ့အသင်းဆိုတော့ခက်မြမ်းများဆဆမရှိဘူး အထူးသဖြင့်လီဗာပူးကြောက်တာကဒါအလုံးသိရတိုင်းပဲအခုလီဗာပူးပရီးမီယာလိမ်မှာရုံးကန်နေရတဲ့အသင်းတွေဆိုရင်လီဗာပူးကိုဒါအမြင်ဘောတွေနဲ့ဆော့ရဲစကန်ဘောတွေကိုရအောင်ဆော့ရဲပြီးရင်ဒီ transition တွေနဲ့ကောင်းကောင်းဆော့ရဲအသင်းတွေပေါ့နော်အဲပြီးွားရင်သူတို့ကဒါ low block mid block ပိတ်ဆော့ရဲအဲ့လိုမျိုးအသင်းတွေဆိုရင်လီဗာပူးကတော်တော်ကြီးကိုရုံးကန်နေရအရုံးကန်နေရတာပေါ့နော်အာနိုင်ဝဲကြီးလည်းစက်တိုက်ပျောက်နေပဲအဲဒါပေမဲ့ champion league မှာအဲ့လိုမဟုတ်ဘူး champion league မှာက အချမ်းမြလေးဆိုတဲ့အတိုင်းပဲတေချာပေါင်းဒီဒီနိုင်ငံအသီးသီးကအတင်းကြီးကြီးပေါ့နော်အတင်းကြီးကြီးကြီးပဲထိတ်ဆုံးအတင်းတွေပဲဝင်ပြိုင်တာဖြစ်တဲ့အတွက်အဲလိုမျိုးခန်းစစ်ကြီးပဲပိတ်ကန်တဲ့အတင်းတွေဆိုတာကဒါရှားတယ်ပေါ့နော်ဆိုတော့ပုံမှန်ဆိုရင်တော့ Liverpool ကဒီ PSV ကိုကျွန်တော်စိုးရင်စရာမရှိဘူးလို့ကျွန်တော်ပြောလို့ရတယ်အဲဘာကြောင့်လဲဆိုတော့ PSV က ဒါဒီကျွန်တော်တို့ဒီသူတို့နယ်သာလန်လိမှာအခုအဆင့်1နေရာကနေဥဆောင်ထားတယ်။တရာဒီလုံးမှာမာသူတို့ကရှုံးပွဲ2ပွဲပဲရှိသေးတာ။အာဒီချန်ပီယံလိမှာတပွဲပေါ့နော်။အာပြီးရင်နောက်တစ်ခုကသူတို့လိမှာတပွဲ2ပွဲရှုံးထားတာ။ပြီးတော့သူတို့ရဲ့ကစားဟန်ကဒီလီဗာပူးရလက်မကောင်းတဲ့အသင်းတွေရဲ့ကစားဟန်မျိုးမဟုတ်ဘူး။သူတို့က ဒါတို့နိုင်ငံရဲ့လိရဲ့ထိတ်ဆုံးအသင်းဖြစ်တဲ့အတွက်တို့ကအသင်းကြီးတသင်းရဲ့ကစားဟန်အပြေအဝရှိရေပေါ့နော်အဲနောက်တန်းနေပြီးတော့ဘေးတက်တည်ပြီးတော့ဆော့တယ်အဲအဲ့ဒီအပြင်ကဒါဒီတွဲလုံးနေပေါ့နော်ကစားသမားဒီတွဲလုံးနေရာလည်းကောင်းတယ်လို့ဒီ counter transition နေရာလည်းကောင်းတယ်ဆိုတော့ဒီအမြင်ဘောတွေနေရာမှာကတော့တောက်ချော့အမြင်ဘောကြီးပဲထိုင်ဆော့နေမယ်အသင်းတော့မဟုတ်ဘူးပေါ့နော်ဒီဟာကဒါပုံမှန်ဆိုရင်တော့ဒါ Liverpool အနေနဲ့ PSV ကိုဟို Blue Mar ဒီ အာဒီစိုးရင်စရာမရှိဘူးလို့ပြောလို့ရတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ပြီးခဲ့တဲ့ပွဲ forest နဲ့ပွဲမှာတသသွားရဲ့ခြေစွမ်းအရာဆိုရင်တော့ဒီ PS PSV နဲ့ပွဲလဲမထင်မှတ်ပဲနဲ့ရုန်းကန်ရတာဖြစ်နိုင်ရရှိရဲ့အဲဘာကြောင့်လဲဆိုတော့ PSV ကကျွန်တော်ခုနကပြောသလိုပေါ့နော်သူတို့ကဒါဒီ long ball တွေဒါ long ball တွေနဲ့သာဒီဥတီပြီးတော့ပေါ့နော်ဥတီပြီးတော့ long ball တွေရေးပဲဦးစားပေးပြီးဒါမစော့တာအဲသူတို့က ဒီ counter transition တွေလည်းတော်တော်ကောင်းကောင်းစော့နိုင်တယ်။ဒီအဲ့ဒီအပြင်ကိုသူတို့ဘယ်တောင်မှန်နေဘယ်ဘယ်တောင်မှန်ညတောင်မှန်မှာကစားတဲ့ကစားသမားတွေကလည်းဒါဒီသူတို့တောင်ပန်နေမှာကောင်းကောင်းအလုပ်လုပ်နိုင်တယ်ပေါ့နော်။ဒီအဲ့အပြင်ကိုသူတို့ကဒီခုနကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ဒီ central server ပေါ့နော် central အာဆန်ထရယ်ဇွန်ဒီမှာလေကောင်းကောင်းအလုံးလုံးနိုင်တယ်တွဲလုံးနေနဲ့လည်းသူစွဲထွက်ပြီးတော့ဂိုးသွင်းလာတယ်အများကြီးတွေ့ရတယ်ပေါ့နော်။အဲ့ပြီးနောက်တစ်ခုကအဲသူတို့တောင်ပံကစားသမားတွေကခမဲရခတ်တယ်ပေါ့နော်။ဒါအထူးသဖြင့်ဒီ Parisis နဲ့အခုဒါ Van Vermeer ဆိုဆိုရင်ဒါတရားရွာလို့အာတေချာမပါတာပေါ့နော်။ဒါရရနေလို့ပါမှာမဟုတ်ဘူး။အဲသူတို့နေရာမှာဝင်ဆော့မယ်အခု Dennis အာ Dennis Man ဆိုတဲ့ခြားလိုက်ကလည်းဒါကောင်းတယ်ပေါ့နော်။သူတို့ကဘယ်လိုကောင်းတာလဲဆိုတော့သူတို့ကဒီအလုံးနှစ်ခုလုံးလုံးနိုင်တယ်။အဲဒီ အေရတဲ့ကိုကန့်ကျင်ဆိုင်ချိုးပြီးတော့ဝင်ပြီးတော့ဗောနော်အေရတဲ့အထိဝင်ပြီးတော့သူတို့ကကန်သွင်းတာပဲဖြစ်ဖြစ်ဒါမဟုတ်လို့ရှိရင်ဒါဒီလူပြန်ပေးပြီးတော့ဒါဆော့တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလဲတုံနိုင်တယ်လို့အေရဘောင်းစ်တဲ့ကိုမဝင်ဘဲနဲ့လေဒီ crossing တွေဗောနော် crossing တွေပေးပြီးတော့ဒီ long ball တွေပေးပြီးတော့ဗောနော်အမြင်ဘောတွေပေးပြီးတော့လဲသူတို့ကဒါဒီချိန်ချောက်နိုင်တယ်ဆိုတော့ ဒီနေရာမှာလီဗာပူးကပြဿနာရှိနိုင်တယ်ပေါ့နော်။အပြီးတော့သူတို့ကဘယ်လိုမျိုးနေရာမှာကောင်းလဲဆိုတော့သူတို့ transaction အထူးသဖြင့်တာကောင်းတာရေပေါ့နော်။အဲကောင်းတာတွေဆော့ရနေရာမှာတော်တော်ကိုကောင်းတယ်ပေါ့နော်။ဆိုတော့အဲပုံမှန်အဖြစ်ကျွန်တော်တို့လီဗာပူးအသင်းကဒီမြေကြီးမှာပဲထားဆော့ရတဲ့ gain အဲ gain ဆိုရင်တော့လီဗာပူးကတိတ်ရုံးကန်အလေးမရှိဘူး။အဲဒါပေမဲ့ဒီအခုလက်ရှိ PSV ရဲ့ကစားဟန်အရာဆိုရင်တော့လီဗာပူးကိုဒုက္ခပေးနိုင်ကြီးတယ်။အများကြီးရှိရလို့ကျွန်တော်တို့သတ်မှတ်လို့ရရပေါ့နော်။ဆိုတော့ အဲလီဗာပူးဘက်ကနေပြီးတော့ဘာတွေပြင်ဆင်လာဖို့လိုမလဲဆိုတော့အဲတေချာပေါက်ကပေါ့နော်ဒီဒီကျွန်တော်ဒီပြီးခဲ့တဲ့ forest နဲ့ပွဲကလည်းကျွန်တော်မြင်ထားရှိပါတော့ဘာလဲဆိုတော့လီဗာပူးကဒါတိုက်စစ်ကပြဿနာမဟုတ်ဘူးလို့ပဲကျွန်တော်ပြောလို့ရတယ်အဲပြဿနာမဟုတ်ဘူးဆိုတော့ဂိုးမရတာတော့ဒါပြဿနာပေါ့ဒါပေမဲ့ဂိုးမရဘူးဆိုရင်နောက်ွယ်မှာကဒါအခွင့်အရေးလုံးဝဖန်တီးနိုင်ခြင်းမရှိဘဲနဲ့ဂိုးမရတာလားဒါမှမဟုတ်လို့ရှိရင်ဒါဒီကန်ခေပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီတိုက်စစ်မူတွေကအဆုံးသက်ဒါ ညံ့လို့ပေါ့နော်အဆုံးတက်တာအဆင်မပြေလို့ဂိုးမရတာလားဆိုရင်မေးခွန်းရှိရပေါ့နော်လီဗာပူးကအခုအခုလက်ရှိအခြေအနေအရဆိုရင်သူတို့ဂိုးမရတာကအာကျွန်တော်တို့ဒါရေးပြီးတာအဖြစ်ဆိုရင်တော့ဒါအခွင့်အရေးကြီးရတယ်ဒါပေမဲ့တေချာအဆုံးမတက်နိုင်လို့ဂိုးမရတာလို့ကျွန်တော်သတ်မှတ်လို့ရတယ်ဆိုတော့လီဗာပူးကဒါအခွင့်အရေးတွေကတော့ရအောင်ပါပဲအဲဒီဂိုးကတော့ဒီတေချာပေါက်ဒီအခွင့်အရေးကိုအသုံးချနိုင်လို့ဂိုးရမှာဒါပေမဲ့ပြဿနာပမာရှိလေဆိုတော့နောက်တန်းနဲ့ကိုယ်လက်မှာလီဗာပူးကပြဿနာရှိနေတယ်အဲအဲ့ဒါကဘာလဲဆိုတော့အဲဒီလီဗာပူးရဲ့နောက်တန်းနဲ့ဒီ ဒီကွင်းလင်တဲ့ကအခုဒီအချိန်ဒီမှာတွဲဖက်ကလည်းမမိသလိုပေါ့နော်လောကမမိမိမနေဘူးပေါ့နော်သူတို့ chemistry လည်းလောကအောက်နေသလိုဒါအတွဲဖက်လည်းလောကမမိနေအောင်မျိုးတွေ့ရတယ်ဒါအထူးသဖြင့်အထူးသဖြင့်ပေါ့နော်ဟိုဘက်ကနေပြီးရောပြန်ဘက်ကနေပြီးရောပြန်ပြီးတော့ဒါတိုက်စစ်စင်တဲ့အနေထားမှာဆိုရင်လီဗာပူးရဲ့ကွင်းထဲလူတွေကခန်းစစ်ချောင်းကို cover မပေးနိုင်တဲ့အပြင်ကိုသူတို့ရှီးတဲ့နေရာမှာမရှိတာမျိုးကိုတွေ့ရရပေါ့နော်ဒီဟာက ဒါဒီ Arnis Law ရဲ့ new view ဟာကြောင်းလို့ပဲကျွန်တော်တို့ကောင်းတဲ့တက်ရမယ်ကောင်းတဲ့တက်လို့ရတယ်ပေါ့နော် Arnis Law ဘယ်လိုဆော့ခိုင်းထားရလဲဆိုတာဒီနေရာမှာမြင်နိုင်တယ်အဲအထူးသဖြင့်ဒီတစ်ခုထပ်ပြီးတော့စဉ်းစားစရာရှိတာကဒီကစားသမားတွေရဲ့ mindset ပေါ့နော်ကစားသမားတွေကအခုပွဲတွေနောက်ပိုင်းပွဲတွေမှာဆိုလုံးဝ attacking mindset ကိုအဲလုံးဝဒီတိုက်စစ်ပဲသွားမယ်ဆိုတော့စိတ်ခံစားချက်မျိုးတွေကိုကျွန်တော်တွေ့နေရတယ်ဘောနခန်စစ်ကိုခန်စစ်ကိုလှည့်လည်ရှုပြီးအော်သူကတော့အာဒီငါမလိုက်နဲ့သူလိုက်မာပါဆိုတော့ ဒီဒီပုံစံမျိုးကိုစဉ်းစားနေတာမျိုးတွေ့ရတယ်ပေါ့အဲဒါကြောင့်မို့လို့ဒီအာလီဗာပူးရဲ့နောက်တန်းကလည်းပြိုင်မဲ့နေတိုက်စစ်စင်တဲ့အခါမှာသူတို့နောက်တန်းကြီးမထီထီရှိပြီးတော့ကိုရကဲရမဲ့တဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်အထူးသဖြင့်ဒါဒီ Northern Forest နဲ့ပေးလိုက်ရတဲ့ဒုတိယကိုနဲ့တတိယကိုမှဒါအဲ့ဒါကိုအတိုင်းသားမြင်ရတယ်ပေါ့နော်ဆိုတော့ ဒီဒီဟိုဟာ PSV ကစားတဲ့ကစားဟန်ကလည်းအဲ့လိုမျိုးပဲလာမှာပဲလာမှာပဲပေါ့နော်တောင်မန်တွေကလာလိမ့်မယ်တို့မဟုတ်ဒီကျွန်တော်ဒီဆန်ရယ်ဇုံတွေကလည်းလာလိမ့်မယ်အများသောဖြစ်တောင်မန်တွေကလာမယ်အဲ့တောင်မန်တွေကဒီဖြတ်တင်ပေါ်လည်းလုံနိုင်တယ်လို့ကျွန်တော်တို့ဒါအထက်ထဲကိုဝင်ဆွဲပြီးတော့လည်းသူတို့ကပြန်တွဲတာဖြစ်ဖြစ်ကန်တိုက်ကန်သွင်းတာဖြစ်ဖြစ်လုံလိမ့်မယ်ဆိုတော့အဲအဓိကလီဗာပူးအသင်းဒီပွဲမှာနိုင်ဖို့ဆိုရင်ကွင်းလယ်နဲ့ဒီနောက်တန်းတွေက အဲဒေတာပေါင်းအခြေစမ်းမိဖို့လိုတယ်ဒေတာပေါင်းနားလည်မှုရှိဖို့လိုတယ်အဲအဲ့အဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့အမြင်ကတော့ဒီအဲဂျိုကိုမက်ကိုပဲ30 30ကျင်းတယ်ဗောနော်ဂျိုကိုမက်နဲ့ဒီဟိုဘက်ကဘယ်ဘယ်ချန်းကဒါအန်နီရောဘတ်ဆင်ဒါပါလာမယ်ဆိုတော့ဒေတာပေါင်းနောက်တန်းကဒါပို့ပြီးတော့စောင်းနေဖြစ်လာနိုင်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အထူးသဖြင့်ဒီဂျိုကိုဂျိုကိုမက်ကောဒီအန်နီရောဘတ်ဆင်ယောဂဒီအနီရောဘတ်ဆင်ဒါအသက်အရွယ်အရာပေါ့နော်အသက်အရွယ်အရာသူကအရန်ကြီးရှေ့ကိုမလိုက်တော့ဘူးအရန်ကြီးဒီ ကိုအားရတုံးပြီးတော့ aggressive စစ်သူ aggressive ဆန်ဆန်သူမစော့တော့လိုအပ်ရင်လိုအပ်တလို့တော့သူတက်ပြီးမယ်အများတိုင်းသူ့ရဲ့ခေါ်အားခေါ်အားကိုအတုံးမချနိုင်တော့ဘူးအဲ့ဒီအတွက်တေချာပေါ့ဒီ anti reversing ကလည်းဒါဒီခန်းစစ်ကိုပဲပို့ပြီးတော့ဒါအားတန်လိမ့်မယ်ဒါပေမဲ့ခန်းစစ်ကိုပို့ပြီးတော့အားတန်လိုက်လိုက်မယ်ဆိုပြီးမယ် reversing မှာကအဓိကအားသာချက်တစ်ခုရှိရဲအဲ့ဒါကသူ့အနေနဲ့ကဒီ early cross တွေတင်ပေးတဲ့နေရာမှာ reversing ကကောင်းတယ်ပေါ့နော်ဆိုတော့အဓိကကိုလည်းမျှော်လင့်ရတယ်လို့ညာချမ်းမှာဖြစ်တဲ့ဒီ Joko Mat ကသူက attacking mindset defender မဟုတ်ဘူးသူကဒီ defensive defensive ကိုပို့ပြီးတော့အားတန်တဲ့ player ဖြစ်တဲ့အတွက်ဒီ defensive ဘိုင်းမှာလည်းအဲပို့ပြီးတော့ကျွန်တော်တို့ဒါ solid ဖြစ်လာနိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်ပေါ့နော်အဲဒီကွက်လက်လူနေရာမှာကတော့ကျွန်တော်ကခုနပြောလို့ပေါ့နော်ဒါလည်းစစ် McLaster အစားဒီ Cutting Jones လည်းဖြစ်လာနိုင်ခြင်းရှိရဲ့အဲဘာကြောင့်လဲဆိုတော့ Cutting Jones ဆိုရင်ပို့ပြီးတော့ပေါ့နော်အဲ lower down ပို့ထွက်မယ်အဲပို့ပြီးတော့ဒီအဲဒီကွက်လက်ပေါ့နော်ဒီ up and down ပို့ပြီးတော့ short နိုင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အာဒီနေ့ပွဲမှာကတော့ Liverpool ကအာဒီ အဲတေချာပေါက်ကတော့တေချာပေါက်ကတော့ခုနပြောလို့ပေါ့နော်ဒီ PSV ရဲ့ကစားဟန် PSV ရဲ့ PSV ရဲ့တိုက်စစ်ဒီကိုကွင်းလယ်နဲ့ခံစစ်ကသာတေချာပေါက်နားလည်မှုရှိရှိနဲ့ကာဝင်နိုင်မယ်ဆိုတော့နိုင်ပွဲရဖို့တော့မခက်ဘူးအဲဒါပေမဲ့ Forest နဲ့ပွဲတုံးကားလို့အဲ့လိုမျိုးဒါကြောင့်တော့အလုံးနေပြီးတော့နောက်တစ်ခုကကိုနာတီရောင်းတဲ့ပုံစံမျိုးတွေတူးချင်းအမားတွေသာကြုံလာမယ်ဆိုတော့ Liverpool ကအာဒီထပ်ပြီးတော့ရှုံးမွေးတွန့်သွားနိုင်ချေရှိရေပေါ့နော်ဆိုတော့အဲကျွန်တော်ရဲ့အမြင်ကတော့ဒါ Liverpool ကဒီနေ့ပွဲမှာနိုင်အောင်နိုင်ဖို့လိုတယ် အဲအထူးသဖြင့်လေဘာဘူးအတွက်ဆိုတာထက်ကိုဒီ Arnis slot အတွက်နိုင်ဖို့လိုရဲလို့တော့ပြောလို့ရတယ်ဒီ Arnis slot အနေနဲ့ကအခုလက်ရှိကျွန်တော်တို့ပေါ့နော်အင်တာနက်ပေါ်မှာဒီသတင်းတွေအရာတွေးနေရမြင်နေရကြားနေရတဲ့ဟာ Arnis slot အတွက်ဘာမှတစ်ခုမှကောင်းတဲ့အရာမရှိဘူးပေါ့နော်ဒီကြောင့်မို့ဒီပွဲထပ်ပြီးရရှုံးပြီဒါမို့ဒီပွဲထပ်ပြီးရရလက်ရင်းရမ်းပြီဆိုရင်သူရဲ့အနာဂတ်ကတော်တော်စိုးစိုးဝါအခြေအနေအထိကိုရောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲမှာကဒီ Arnis slot အတွက်အရင်အရေးကြီးနေတယ်လို့ Liverpool အတွက်ကလည်းနိုင်ပွဲပြန်ယူဖို့အရင် လိုအပ်နေပြီအဒီဘွဲကိုပြန်ပြီးတော့နိုင်ပြီးတော့မှာပဲတေချာပေါ့ဒါနောက်ဘွဲတွေမှာသူတို့ pressure လေးရောက်သွားမယ်ပို့ပြီးတော့လေဒါအယုံစိုက်ဖို့ပူကောင်းသွားမယ်ဆိုတဲ့အနေထားရှိရပေါ့နော်ဆိုတော့အာကျွန်တော်အမြင်ရကတော့ဒါလီဗာပူးကခုနပြောသလိုပေါ့နော်နောက်တန်းနဲ့ကိုယ်လေကသာ solid ဖြစ်တဲ့ဆိုရင်တေချာပေါ့လီဗာပူးကပေးကိုမပေးရနိုင်ဘူးပေါ့နော်အာ ဒါပေမဲ့နိုင်နေမယ်နိုင်ကိုနိုင်မှလည်းရမယ်အဲဒီကိုတော့အများကြီးပြတ်နိုင်မှာမဟုတ်ဘူးပေါ့နော်အဲကျွန်တော်ရဲ့အမြင်ကတော့ဒီနေ့ပွဲမှာလေးပေါ့ဘူးကဒါ2-0ပေါ့နော်2-0ပြီးဒါမှမဟုတ်လို့ရှိရင်2-1အနေထားနဲ့အဲနိုင်မလို့ကျွန်တော်ခံမဲတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့ personal အမြင်ဖြစ်တယ်ဆိုတော့ဒီကိုရောအမြင်ကရောဘယ်လိုမျိုးရလက်နဲ့ပွဲပြီးသွားမယ်လို့ထင်လဲကိုမက်မှာဝင်ပြီးရောဆွေးနွေးသွားပြလို့ရပါတယ်အဲလာကြည့်ပေးကြညီကိုတွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ